မင်္ဂလာပါခင်ဗျာ NBA သတင်းဌာနရဲ့ဒီကနေ့ Matchler စနေရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော် Kieran ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီကလိုင်ဇာမြို့ကိုအသေးခံ drone နဲ့ဘုံကျဲမှုတွေခက်ဆိတ်ဆိတ်လှုပ်လာတဲ့သတင်းရန်ကုန်မူရစ်စစ်ကွက်ကိုစစ်တပ်လက်ပါစေလူမိုက်တွေကချုပ်ကင်ထားတဲ့သတင်းဗမာမျိုး ERI မြစ်တပတ်ကမှာစစ်ကောင်စီတပ်ကထိုးစစ်ဆင်ဖို့စစ်ရေးပြင်ဆင်နေတဲ့တွင် MNDA နဲ့အနီးကပူပေါင်းလက်တွဲသွားမယ်လို့ MD1 PDF ပြောတဲ့တဲ့ရင်မေလာတရက်ကဆက်လို့အနှိမ့်ဆုံးလောက်ခလာစာဘက်400အထိတုံမြင်ဖို့ထန်းဆိုးရစီစဉ်နေရဆိုတဲ့တဲ့ရင်အဆရှိတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ပထမအုပ်ဆုံးတဲ့ရင်တစ်ပုဒ်အနေနဲ့စစ်ကောင်စီရလိုက်စာမြုပ်ကိုအသေးခံ drone နဲ့ဘုံကျင်းမှုတွေခိုက်ဆိုက်ဆိုင်လှုပ်ဆောင်လာတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ကရှင်ပြည်နယ် KIO ဌာနချုပ်ရှေ့ရလိုက်စာမြုပ်ကိုစစ်ကောင်စီရအသေးခံ drone နဲ့အုံပြုတ်ပြီးဘုံကျဲတိုက်ခတ်မှုတွေကိုခက်ဆစ်စိတ်လှုပ်ဆောင်လာတယ်လို့ဒေသခံတွေကပြောပါတယ် 2025ခုနှစ်မတ်လ12ရက်မနေ့တနေ့40အချိန်လောက်မှာတိုက်ပွဲဖြစ်ပေါ်တာမရှိဘဲစစ်ကောင်စီကအသေးခံ drone နဲ့ laser မျိုးတက်မဟာ၅ဝန်းကျင်ကိုပုံကျဲတိုက်ခိုက်ခဲ့ရပါအဲ့လိုပုံကျဲတိုက်ခိုက်ခဲ့လို့ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ MPA ကဆက်လက်စုံစမ်းနေပါတယ်2025ခုနှစ်ဇန်နဝါရီလ24ရက်နေ့ February 25ရက်မွန်လွဲပိုင်းတွင်မှာစစ်ကောင်စီက laser မျိုးလင်နဲ့အနင်းပတ်ဝန်းကျင်ကိုအသေးခံ drone တွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ် စစ်ကောင်စီရဲ့ Telegram ဝါရဖြန့် channel တွေနဲ့လူမှုကွန်ရက်ဆာမျက်နှာတွေမှာတော့ဗမော်တိုက်ပွဲဆက်လက်ပြင်းထန်နေရကြောင်းစစ်ရေးထိန်းချုပ်နိုင်ဖို့အတွက်လိုင်ဇာမျိုးနဲ့ KNO ဌာနချုပ်ဟောင်းတရှိရဲ့လိုင်ဇာ post ကိုပုံကျဲတိုက်ခိုက်ဖို့လှုံ့ဆော်နေကြတာကိုတွေ့ရပါတယ်လက်ရှိလိုက်စာမျိုးနဲ့မိုင်60အကွာကဗမော်မြို့ကိုအလုံးစုံတင်ပိုင်းနိုင်ဖို့ KIA ကထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်ကောင်စီဘက်ကလည်းဂျက်ပိုက်တာစစ်ထောက်ပို့လေယာဉ်နဲ့ drone တွေအသုံးပြုပြီးပြန်လည်ခုခံနေပါတယ်။ ဒုတိယသတင်းတပုံးအနေနဲ့ရန်ကုန်မူရစ်ဈေးကွက်ကိုစစ်တပ်လက်ပါစစ်လူမိုက်တွေကချုပ်ကန်ထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မှာမူရစ်ဆေးဝါးဖြန့်ဖြူးရောင်းချတဲ့ဈေးကွက်ကိုစစ်တပ်လက်ပါစစ်လူမိုက်တွေကချုပ်ကန်ထားတယ်လို့သိရပါတယ်။ရန်ကုန်ဆင်းရှင်ဘုံမြို့နယ်မှာအခြေစိုက်ထားတဲ့လူမိုက်တွေက ပြူစော်တီအဖွဲ့ဝင်တွေအဖြစ်စစ်တပ်အလို့ကြလိုက်လံဆောင်ရွက်ပေးတယ်လို့တစ်ဖက်မှာလည်းစစ်တပ်ရဲ့အကာအကွယ်ကိုယူပြီးမူရစ်ဆေးဝါးဖြန့်ချရအလို့အပြင် တရားမဝင်လုပ်ငန်းမျိုးစုံကိုလုတ်ကင်နေကြတယ်လို့ရန်ကုန်ခြေဆိုင်ရဲတရင်ရင်မြစ်ထံကသိရပါတယ်။မူရစေရောင်းရှင်တဲ့သူတွေဟာနေခံလူမိုက်တွေကိုလိုင်းကျဲပေးရပြီးအဲ့ဒီလူမိုက်တွေကနေခံအစ်တက်အရာရှိကိုပြန်လည်ပေးဆောင်တာဖြစ်ပါတယ်။စစ်တက်လက်ပါကျဲလူမိုက်တွေဟာသူတို့ကြီးစိုးတဲ့နေမြေအတွင်းမှာလည်းနိုင်ငံရေးနဲ့သက်ဆိုင်တဲ့သူတွေမရှိစေဖို့လိုင်းလံရှင်းလင်းရတဲ့အပြင်ပေါ်တာဆွဲတဲ့အလုပ်တွေကိုပါစစ်တက်နဲ့ပူးပေါင်းလှုပ်ဆောင်ပေးရတယ်လို့ဆိုပါတယ်။ ဒါပြင်ရက်ကွက်အတွင်းမူရဲ့စေဝါလက်ခွဲရောင်းချသူတွေပြဿနာကင်းစေဖို့ရက်ကွက် အုပ်ချုပ်ရေးမှုတွေနဲ့ရဲတွေကိုလည်းလိုင်းကျဲပေးရတယ်လို့သိရပါတယ်။နေဆက်ဒေသတွေမှာထုတ်လုပ်တဲ့မူရဲ့စေဝါတွေဟာစစ်တပ်ရဲ့ကာကွယ်ပေးမှုအောက်ကနေရန်ကုန်မြို့ကိုဝင်ရောက်နေတာဖြစ်တယ်လို့ရဲတရင်ရင်းမြစ်ကဆိုပါတယ်။တာရီယာတရင်တဘုံအနေနဲ့ဗမော်မြို့ AR မြစ်တစ်ဖက်ကမ်းမှာစစ်ကောင်စီတပ်ကထိုးစစ်ဆင်မှုစစ်ရေးပြင်ဆင်နေတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ကချင်းပြည်နယ်ဘုံဘုံမြို့ ERI မြစ်တဖက်ကမှာစစ်ကောင်စီကထိုးစစ်ပြုလုပ်ဖို့စစ်ရေးပြင်ဆင်နေတယ်လို့ဒေသခံတွေနဲ့တော်လင်းတပ်ဖွဲ့တွေထံကသိရပါတယ်။ ERI မြစ်ချစ်ဘက်ကံကနေမြေအများစုကို KN ကတင်ပိုက်ထားတယ်လို့ဘုံဘုံမြို့ကိုထပ်မံတင်ပိုက်နိုင်မှာကမြစ်နောက်ဘက်ကံမြို့နယ်နဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရမြစ်ကျင်းနာမျိုးအထိတိုက်ပွဲတွေကူးဆက်လာမှာကိုကြောက်နေတဲ့အတွက်အခုလိုစစ်ရေးပြင်ဆင်နေတာဖြစ်တယ်လို့သိရပါတယ်။ စစ်ကောင်စီကအခုနှစ်နှစ်ဆန်းပိုင်းကဆက်လို့မြစ်ကျင်းနားမြို့နယ်မြစ်ကျင်းနားအထက်ပိုင်းကမြစ်ဆုံဒေသမှာဆင့်ရံဖြစ်တင်မှုတွေပြုလုပ်နေပြီးမြစ်ဆုံနားကတန်ဖရင်းနဲ့ကွေထောင်ကျေးရွာလမ်းပိုင်းတွေမှာလည်းတက်ဆွဲထားတယ်လို့သိရပါတယ်။လက်ရှိဗမာမြို့တွင်တိုက်ပွဲပြင်းထန်နေချိန်စစ်ကောင်စီ SNA နဲ့ပြည်သူ့စစ်ပူပေါင်းတပ်ဖွဲ့တွေကမြစ်ကျင်းနားဝိုင်းမော်မိုးညင်းမိုးကောင်းဖားကန်းနဲ့တနိုင်းမြို့တွေမှာစစ်ရေးပြင်ဆင်မှုတွေခက်စိတ်စိတ်လှုပ်ဆောင်နေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ မုံမြို့တိုင်တပ်ပွဲ3လကျော်ကာလအတွင်း KIA ကစစ်ကောင်စီရဲ့တပ်ရင်း3ခုနဲ့ဗမော်လင်ခွင်းအပါဝင်တန်ချက်ကကားတွေနဲ့စစ်တပ်စခန်းကုန်းတွေကိုတိမ့်ပိုက်ထားနိုင်ပြီးစက္ကခ20စစ်တဲ့ဌာနချုပ်နဲ့ခလာယာ၄၀ခွန်တပ်ရင်းတွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။နောက်ထပ်သတင်းတပုတ်အနေနဲ့ MNDA နဲ့အနည်းငယ်ပူပေါင်းလက်တွဲသွားမယ်လို့ MD1 PDF ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့အတွက် MNDAA နဲ့အနိကပူပေါင်းလက်တွေပြီးဆက်လက်ရှိတက်သွားမယ်လို့ MDY PDF ကပြောလိုက်ပါတယ်။မက်လာစစ်တရက်မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော် MNDAA ရဲ့36နှစ်ပြည့်တက်မတော်နဲ့အခမ်းအနားကို MDY PDF ကပေးပို့တဲ့တမွင်လာမှာထစ်သွင်းရေးသားထားတာဖြစ်ပြီးတစ်သူများနှစ်ခွန်စစ်စင်ရဲ့အောင်မြင်မှုတွေနဲ့အတူကိုကန့်အမျိုးသားတက်အိမ်ပြန်ခရီးအတွက်လည်းအထူးဝမ်းမြောက်တယ်လို့ဆိုထားပါဗျာ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာခြေစိုက်တဲ့တန်းသားလက်နက်ကင်တပ်ဖွဲ့ရဲ့တော်လှန်ရေးဟာတရုတ်ရဲ့ဝင်ရောက်ဆွဲဖက်မှုကြောင့်အဖိအဖော်တွေနဲ့တွန်းနေရပြီးဒါကိုအတူလက်တွေတိုက်နေတဲ့သူတွေကပိုနားလေလို့ဆိုပါတယ်ဒီနေ့အချိန်ဒီလာရှုံမြို့ကိုစုပ်ကန်ထားနိုင်တာဟာ MNDA ရဲ့အတွက်ရောနေဦးတော်လှန်ရေးအတွက်ပါအရေးပါတဲ့အောင်ပွဲဖြစ်တယ်လို့ဆက်လက်ရှိတဲ့နိုင်ဖို့အတွက်လည်းမျှွန်လင်းတယ်လို့ချမ်းမန့်ခြေစိုက်တော်လှန်ရေးဘော်တူကပြောပါတယ်တက်သူများနှစ်ခွန်စစ်စင်ရေးဟာ မြန်မာပြည်သူတရက်လုံးရဲ့မျှော်လင့်ခြင်းဖြစ်တဲ့ဆက်အာနာရှင်စနစ်အပိတိုင်ချုပ်ငင်ရေးအမျိုးသားဒန်းလူရင်နဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရဲ့အပြင်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက်များစွာအထောက်အကူပံ့ပိုးနိုင်ခဲ့ရလို့ဆိုပါတယ်။အဲအကြောင်း MD1 PDN အနေနဲ့လည်း MNDAA အပါအဝင်မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းနဲ့ဟန်ချန်းညီညီပူပေါင်းလက်တွဲဆောင်ရွက်ခဲ့တဲ့အတွက်ဂုဏ်ယူဝမ်းမြောက်ရတယ်လို့တဝန်လာမှာထည့်သွင်းဖော်ပြထားပါတယ်။ နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့မေလာတရကဆက်လို့အနိုင်ဆုံးလောက်ခလဆာဘက်လေယာထီတုံမြင့်ဖို့ထန်းဆိုးရစီစဉ်နေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထန်းဆိုးရအနေနဲ့မေလာတရအလုတ္တမနေ့မှာနိုင်ငံတော်ကအလုတ္တမတွေအတွက်အနိုင်ဆုံးလောက်ခလဆာကိုဘက်လေယာထီတုံမြင့်သတ်မှတ်ပေးဖို့အစီအစဉ်ရှိရလို့အလုတ္တမရဲ့ဝန်ကြီးဖီဖဲရာရှက်ကပရာဂရန်ကအင်္ဂါနေ့မှာပြောကြားလိုက်ပါတယ်။ ဝန်ကြီးဌာနရဲ့လောက်ခလာဇာကော်မတီကဗုဒ္ဓဂုနှစ်မှာအစည်းအဝေးတစ်ခုကျင်းပမှာဖြစ်ပြီးအလို့သမားတွေကိုလောက်အားခတုံ့ပြန်ပေးဖို့အချိန်တန်ပြီလို့လည်းသူကပြောပါတယ်။ထိုင်းနိုင်ငံရဲ့နေမြေတချို့မှာအခုနှစ်ဇန်နဝါရီလ၁ရက်ကဆက်လို့အလို့သမားတွေကိုတနည်းလောက်အားခအနည်းဆုံးဘက်၄၀၀ထိတုံ့ပြန်ပေးတဲ့ရလက်ကိုကော်မတီကသုံးသပ်လေ့လာသွားမှာဖြစ်ပြီးလက်ရှိလောက်ခလာဇာကော်မတီကဗုဒ္ဓဂုနှစ်မှာတက်တန်ကုန်ဆုံးမှာဖြစ်ပေမဲ့ ကွန်မတီအသက်ကတာဝန်လွှဲပြောင်းမယူခင်အထိဆက်လက်လုပ်ကိုင်ရမှာဖြစ်တယ်လို့ဝန်ကြီးဖီဖက်ကပြောပါတယ်။ကွန်မတီအသက်မဲ့ပုံတင်ခြင်းကိုမလ21ရက်မှာစတင်မှာဖြစ်ပြီးအလုပ်သမားရဲ့ဝန်ကြီးဌာနကွန်မတီသစ်အနေနဲ့အစိုးရအဖွဲ့ရဲ့အတည်ပြုချက်ကိုရယူမှာဖြစ်တယ်လို့သူကဆိုပါတယ်။အလုပ်ရှင်အလုပ်သမားနဲ့အစိုးရကိုယ်စားလှယ်တွေပါဝင်တဲ့သုံးပွင့်ဆိုင်လောက်အခကွန်မတီကအနိုင်ဆုံးတိုးပွင့်မဲ့လောက်အခပမာဏကိုဆုံးဖြတ်သွားကြမယ်လို့လည်းဝန်ကြီးဖီဖက်ကပြောပါတယ်။ အသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေကတော့အခုလိုလောအားခတွင်းမြင့်မှုကြောင့်ပြည်내နဲ့စီးပွားရေးဆိုင်ရာနောက်ဆက်တွဲရလဒ်တွေဖြစ်ပေါ်လာမှာကိုစိုးရိမ်နေကြပါတယ်။အဲ့လိုထိခိုက်မှုတွေရော့နေအောင်လုပ်ငန်းရှင်တွေထံကလုပ်ငန်းခွင်ကောက်ခံမှုတွေကိုရှော့ပေးရမျိုးနဲ့လူမှုဖော်လွှင်ရေးမှုတွေမှာလုပ်ငန်းရှင်တွေစီကကောက်ခံမှုရှော့ချတာတွေကိုလှုပ်ဆောင်နိုင်တယ်လို့ဝန်ကြီးဖိဖက်ကအကြံပြုပါတယ်။ထိုင်းနိုင်ငံရဲ့2024ခုနှစ်ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာအစီရင်ခံစာအရထိုင်းနိုင်ငံသားမဟုတ်သူ ငါးတက်သမသုံးတန်းထက်မနည်းလာရောက်နေထိုင်ကြပြီးအများစုဟာအင်းနင်းချင်းနိုင်ငံတွေအထူးသဖြင့်ကမ်ဘောဒီးယား၊လာအိုနဲ့မြန်မာနိုင်ငံတို့အားဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်စင်အရာမှတ်ပုံတင်ထားတဲ့ချွတ်ပြောင်းအလုပ်သမားနှစ်တက်သမသုံးတန်းကျော်ရှိပြီးမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေအကြောင်းချွတ်ပြောင်းလာသူအရေအတွက်ဟာတက်သမ၈တန်းအထိ20ဒေါ်လာတလို့အမှန်တကယ်အရေအတွက်ဟာပုံများနိုင်တယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးကြပါပါ။ ကျေးရှုနာဆင်ပေးရအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။